တင်းဆဲဖန်ဆိုတဲ့အတင်းကကျွန်တော်တို့ပြီးခဲ့တဲ့ MSL စီစဉ်နေမှာတဲ့ကသူတို့ရဲ့ play style ကအခုလိုမျိုးမြင့်မှာပေါ့နော် blue bat စားရတဲ့ jungler ကပြီးတာနဲ့ဒီလိုမျိုး mid tree ကို ပေါင်းပြီးတော့ walking creep ဗတဲကိုမှအသေးချရတယ်။ပြီးတာနဲ့တစ်ဖက်ရဲ့ jungle အစိမ်းအသေးလေးပဲဖြစ်ဖြစ်ဒီ jungle တွေကို invade ပြီးတော့ဆော့ရတယ်ပေါ့နော်။ပြောမယ်အတနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်မြစ်မှာတော်တော်လေးကိုချတဲ့အတင်းလို့ပြောလို့ရတယ်။ပြီးရင် CK ကိုတိုင်းကလည်း EHB ကတနိုင်တပိုင်ပေါ့နော်။ပတယ်လာပြီးတော့ join ပေးတာမျိုးတွေနဲ့ဒီမြစ်ကိုတော်တော်လေး dominate လုပ်တယ်။ အခုဆိုလို့ရှိရင်လည်းဒီဒီတစ်ဖက်က red banner buff အသေးလေးတွေကိုတောက်လျှောက်ကိုအကုန်လုံးကိုပေါ့နော်စားသွားတာပေါ့လीဆိုတော့သူတို့အနေနဲ့ဒီ game play ကိုတော်တော်လေးကိုပိုင်တယ်လို့လည်းပြောပြောလို့ရသလို MSA ရဲ့ grand final ကိုရောက်ရှိခဲ့တာကလည်းဒီအချက်ကြောင့်မလို့လည်းပါတယ်ပေါ့နော်အဲ့ဒီလိုမျိုးမင်းမ aggressive အသေးချပြီးတော့မင်းမတော်တော်လေးကို dominate လုံးဆော့တဲ့အတင်းကို AI eSport ရဲ့ Yuri Jungler သွားလိုက်တဲ့ rotation လေးကတော်တော်လေးကောင်းတယ်ဗျ ဒီမှာဆိုလို့ရှိရင်တင်း7ဘတ်ကဒီပေါ်တော့ရှင်း lucky တန်ပေါက်ကဒီ walking creep button မှာခြားဖို့အတွက်ကြိုးစားတယ်။အဲဒါပေမဲ့လည်းဒီပေါ်တော့ကျွန်တော်ပြောမယ်ဆို Yuri ပေါ့လေ။ Yuri ကသူ့အနေနဲ့ကအဲ့လိုမျိုးမင်းမမချတော့ဘဲနဲ့ဘတ်တယ်ရှောင်ပြီးတော့ဒီသူ့ရဲ့ jungling button ကတော်တော်လေးကောင်းတယ်ဗျာဒီလား။အပေါ်ကတစ်ဖက်ရဲ့စိမ်းအအစိမ်းအသေးလေးကို counter play အနေနဲ့တွားပြီးတော့ဆော့ခဲ့တာပေါ့နော်။အဲ့ဒီနီးနဲ့ပဲအပေါ်ဘက်က jungle အသေးလေးတွေပြီးရင် yuri ကသူ့ဘက်ခြမ်းက jungle creep တွေ ေါ့နော်ပြီးတော့ EXP Cree ရန်ကလင်းနေအကုန်လုံးစားပြီးတဲ့အချိန်မှာဒီ Red Bull ကိုပြန်လာတဲ့စားရောသူက Level 4ဖြစ်နေပြီဗျာအဲ့ဒီလိုမျိုး Yuri က Level 4ဖြစ်သွားတဲ့အချိန်မှာ Lucky ရဲ့ Level ကိုကြည့်ကြည့်သူ့အနေနဲ့က Level 3ပဲရှိသေးတယ်အဲ့လိုအချိန်မျိုးမှာ Tin 7အနေနဲ့အဲ့လိုမျိုးပေါ့နော်မင်းမာတိုက်ပြီးတော့အသေးချလိုက်တဲ့ပိုင်းနေဖြစ်သွားတယ်ပဲပြောရမလားသူတို့ရဲ့ game plan ကအားလီမှာအချချင်တာဗျာအဲ့ဒါကို Yuri ကကောင်တာအနေနဲ့အပေါ်လိန်ကိုသွားပြီးတော့ buff သွားစားပြီး jungle ပတ်တန် ဲ့လိုမျိုးဆော့လိုက်တဲ့အခါမျိုးမှာတင်းဆဲဗန်အနေနဲ့ကနည်းနည်းလေးဖန်နစ်ဖြစ်သွားတယ်ပဲထင်တယ်ပေါ့နော်ကျွန်တော်ထင်တော့အဲ့လိုအခြေအနေမျိုးမှာသူတို့အနေနဲ့အရန်ကြီးပေါ့နော်ဂျန်ဂယ်ကိုဒိုက်ဆော့လိုက်တဲ့အခါမှာဒီဂျန်ဂယ်ဒိုက်တာကတော်တော်လေးကိုဖေးသွားတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒီနည်းနဲ့ပဲ AI Esport ကအားလီတော်တော်လေးကိုတာသွားတယ်ပြီးရင်တာတဲ့ fight ဒီမှာလဲ Yuri က level အတာပဲ Lucky နဲ့ရှင်မယ်ဆိုလို့ရှင် Lucky ကလည်းအခုမှ level 4ပဲရှိသေးတယ်ဗျ Yuri က level 5နဲ့ဆိုတော့တော်တော်လေးကို AI Esport အနေနဲ့ အဆင်ပြေသွားရပေါ့နော်အဲ့ဒီလိုမျိုးတင်းဆက်ဖန်ရဲ့ mic ကကျိုးသွားတာဖြစ်တဲ့အတွက် ESP ကလည်း share ခံခံရတယ် AI ဘက်ကလည်းအသေးတိုင်းတာတလို့ ESP နဲ့ပါလာလာပြီးတော့ jungle ကိုပြန်ပြီးတော့ဖိဆော့တာပေါ့နော်အဲ့ဒီတာသွားတဲ့အရာကိုပဲပွဲတစ်ပွဲလုံးထိမ့်ပြီးတော့ဆော့သွားနိုင်တယ်ပြီးတော့ဒီမှာဆိုလို့ရှိရင်လည်းကြည့်ကြည့်ကျွန်တော်အမြဲတမ်းပြောရတယ်ပေါ့နော်တင်းဆက်ဖန်ရဲ့ mitrio ချရတဲ့တိုင်ပင်ကအဲ့လိုမျိုးအထူးသဖြင့်သူတို့ရဲ့ jungler lucky ပေါ့နော်သူ့အနေနဲ့ ရပ်ဘတ်ဘလူးဘတ်စားပြီးတဲ့တိုင်မင်းတွေမှာအများန်းတင်းဆက်ဖန်မစ်ထရီကပြေးပြေးချရပြာတိတယ်မလားတွေးတဲ့တကောင်ပစ်ကော့ဖီတော့ဒါပေမဲ့ AI eSport အနေနဲ့ကအဲ့ဒီတိုင်မင်းတိုင်းမှာသူတို့အနေနဲ့တော်တော်လေးကိုတတိထားတယ် PA7 ဆိုရင် Mac ကိုရမ်းရေတိုးပြီးတော့ယူတာမျိုးတွေလည်းလုံးဝမတွေ့ရဘူးပေါ့နော်ပြီးတော့မှ AI ဘက်ကလည်းသူတို့ကိုယ်တိုင်ဂျန်ဂလာရီဆန်းရှင်း birthday စားပြီးပြီး ready ဖြစ်ပြီးဆိုမှ PA7 က Mac ကိုတိုးပြီးတော့ပြန်ချရပေါ့နော်ဆိုတော့ အဲအားလုံးကိုခြုံပြီးတော့ပြောမယ်ဆိုလို့ရှိရင်တင်းဆဲဗန်ကဂျန်ဂလာနည်းနည်းလေးပေါ့နော်ဂျန်ဂလာလစ်ပြီးတော့မစ်ကချဖို့အတွက်ခတ်သွားတာ ਨੇ တော်တော်လေးကိုသူတို့အနေနဲ့ဒီတပွဲလုံးကိုပြသွားတယ်လို့ပဲပြောရမှာပေါ့နော်ပြီးလို့ရှိရင်မက်ဆီကိုတိုင်းကလည်း EXB ကနေအများအမ်းပေါ့နော်ဘက်တယ်လာလာပြီးတော့အလဲကို join ပေးနေတာဆိုတော့တင်းဆဲဗန်အနေနဲ့ကဒီပွဲကိုခံပတ်ဖို့အတွက်ကတော်တော်လေးကိုခတ်သွားတယ်ပဲဆိုရမှာဗျအခုယူရီလိုမျိုးမစ်မအရန်ချတဲ့အတင်းနဲ့တွေ့တဲ့အခါ လုံးဝပတ်တဲ့ကိုရှောင်ပြီးတော့အပေါ်ကဂျန်ကဲအသေးလေးကိုတွားစားတဲ့ဂျန်ကလင်းပတ်တံမျိုးဆော့တဲ့အသင်းက TLPH အထူးသဖြင့်ကာတီးစီးပေါ့နော်ထင်းဖယ်ကွန်နဲ့ပွဲမှာဆိုတော်တော်လေးကိုတိတာတယ်ထင်းဖယ်ကွန်ကအဲ့လိုမျိုးဂရော့ပြင်ကင်မီပြင်လန်ဆလောနဲ့မစ်မှာချကျင်တာပေါ့နော်သူတို့အနေနဲ့မစ်ကိုတောက်လျှောက်ကိုဒိုမနိတ်လုပ်ချင်တာဒါပေမဲ့ကာတီးစီးကတွေ့လားလုံးဝမချောက်သူ့အနေနဲ့အပေါ်ဘက်ကဘတ်အစိမ်းအသေးလေးကိုတွားစားတယ်အချိန်ထဲမှာပဲဒီဇူစင်းနဲ့ကတော့နေရပိုဇီရှင်ကိုလည်းအရင်မကျွန်ဘူး သူတို့အနေနဲ့ကမန်လေးပါလေးကြည်ရင်းနဲ့ပဲဒီကြံတဲ့သုံးကောင်ကိုအချိန်နေကြည်ထားရပေါ့နော်ဒီနေ့နဲ့ပဲကာသီးစီကတော်တော်လေးကိုမှဒီ level ကတော်တော်လေးကိုကြံကလာနှစ်ကောင်ကြားထဲမှာတာသွားတယ်လို့ပြောလို့ရတယ်ဒီမှာဆိုလို့ရှိရင်ကြည်ကြည်ပြသူကကာသီးစီက rubber စားပြီးတဲ့အချိန်မှာ level 4ကရနေပြီဒါမဲ့ခိုင်သီးစီကကြတော့တမနစ်90တောင်ရှိနေပြီသူအနေနဲ့က level 4လုံးဝမရသေးဘူးတာတယ်ကလည်းထွက်တော့မယ်အဲ့ဒါကြောင့်မလို့ကြံကလာတယောက်အနေနဲ့က မင်းမပြေးချဖို့ဆိုတာကအထင်းဖဲ့ကုန်အနေနဲ့နည်းနည်းခတ်သွားတယ်လို့ဆိုရမှာပေါ့နော်ဒီနေ့ပြောချင်တဲ့အကြောင်းအရာလေးကတော့အဲ့လိုမျိုးပေါ့နော်မင်းမအသေးချခြင်းနဲ့အတင်းတွေနဲ့တွေ့တယ်ဆိုလို့ရှိရင်ခါတီးစီတို့တဖက်ကပေါ့နော်ယိုရီတို့လောက်ခဲ့တဲ့ဂျန်ဂလင်းပတ်တန်မျိုးနဲ့ဆော့လို့ရပါတယ်ဆိုတော့အားလုံးပဲကျေးဇူးများရင်တင်ပါတယ်